ားလုံးမင်္ဂလာပါခင်ဗျာမိတ်ဆွေတို့ဒီဗီဒီယိုဖိုင်မှာဘုသူရာဖြစ်မြွေဆွေးနွေးပေးနေတာကတော့ Toyota Beta ကားမှာကြုံတွေ့ခဲ့ရတဲ့ engine တုံတဲ့ပြစ်ချက်တွေလီဘာနင်းမရတဲ့ပြစ်ချက်တွေနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ကိုဘုသူရာဖြစ်မြွေဆွေးနွေးပေးခြင်းပါတယ်ဒက်စီကား engine တွေမှာလီဘာနင်းမရတဲ့ပြစ်ချက်တွေ engine တုံတဲ့ပြစ်ချက်တွေက workshop တွေမှာမကြခဏကြုံတွေ့ရတဲ့ပြဿနာတွေထဲမှာပါဝင်ပါတယ်။လီဘာနင်းမရနိုင်တဲ့ပြစ်ချက်တွေအများကြီးပဲရှိမယ်။ဥပမာ C line နဲ့ပတ်သက်တဲ့ပြစ်ချက်တွေ၊ M line နဲ့ပတ်သက်တဲ့ပြစ်ချက်တွေ လီလိုင်းနဲ့ပတ်သက်တဲ့ပြစ်ချက်တွေပေါ့ဗျာအဲ့လိုပြစ်ချက်တွေတဲကတခခုမှအဲ့ဒါရှိနေတယ်ဆိုရင်လည်းလီဘာနင်းမရတဲ့ပြဿနာမျိုးတွေကြုံရတယ်အင်ဂျင်တုံနဲ့ပြဿနာတွေထဲမှာဆိုလို့ရှိရင်တော့အများသောအားဖြင့်ကတော့လီတကားနဲ့ပတ်သက်တဲ့ပြစ်ချက်ကြောင့်အများဆုံးကြုံရတယ်ဒါပေမဲ့အင်ဂျင်တုံတာကလီတကားတစ်ခုတည်းကြောင်းတော့မဟုတ်ဘူးပေါ့နော်ဥမာ MEB စံစာမှာပြစ်ချက်ရှိနေတာတို့ MEF စံစာမှာပြစ်ချက်ရှိနေတာတို့ဒါတွေအားဆိုလို့ရှိရင်လည်းအင်ဂျင်တုံနိုင်တဲ့ပြဿနာမျိုးတွေကြုံနိုင်တယ်ဒါအပြင် spec plate တွေ စပပလက်တွေကမိကူကားကြနေတာတို့နောက်စပပလက်မှာကာဗွန်ကြိုးတွေတက်နေတာအင်ဂျင်ဝိုင်းတွေလာပြီးတော့ရိုက်နေတာဒါတွေအရဆိုလို့ရှိရင်လည်းအင်ဂျင်တုံနိုင်တဲ့ပြဿနာမျိုးတွေကြုံတွေ့နေနိုင်တယ်ဒါပြင်အင်ဂျင်တာတွေစီကြမမှန်တာတို့အင်ဂျင်တာစီတာအစီကလုံးပြီးတော့ကြနေတာပေါ့နော်ပုံမှန်ဆိုရင်အင်ဂျင်တာရဲ့စီကဖျန်းတာကဖြာပြီးတော့ဆင်းနေရမယ်အနေထားမှာအင်ဂျင်တာတွေကစီကလုံးပြီးတော့ကြနေတာတွေဒါတွေအရဆိုလို့ရှိရင်လည်းအင်ဂျင်တုံနိုင်တဲ့ပြဿနာတွေကိုကြုံတွေ့နေနိုင်ပါတယ်နော်အဲ့တော့ကျွန်တော်တို့ဒီကားကပေါ့နော်ဒိုတာဘက်တာတို့က ဒီ SCB 92 2SF engine နဲ့လာတယ်ဗောနော်အဲ့တော့ဒီကားနဲ့ပတ်သက်ပြီးတော့ engine တုံတဲ့ပြဿနာအဲနောက်ဒီ liver နင်းမြရတဲ့ပြဿနာကြုံရတာဆိုတော့အရင်ဆုံးကတော့ diagnosis scan do ထိုးပြီးတော့စစ်ဆေးကြည့်လိုက်တယ်ဘာကြောင့် scan do သုံးရလဲဆိုတော့ ဒီကားနဲ့ပတ်သက်ပြီးတော့ live data ပေါ့နော် data အချက်လက်တွေကိုကျွန်တော်ကြည့်ဖို့လိုအပ်တယ် engine မှာပေါ့နော် engine ရဲ့စီတာတုံးတွေကအဆင်ပြေရဲ့လားမီးလိုင်းတွေအဆင်ပြေရဲ့လားလေဝင်တွေမှန်ရဲ့လားပေါ့နော်ဒါတွေကိုအဓိကစစ်ဆေးနေတာဖြစ်တဲ့အတွက် diagnostic scan လုပ်ထိုးပြီးတော့စစ်ဆေးကြည့်လိုက်တယ်စစ်ဆေးကြည့်လိုက်တော့ပြစ်ချက်ကုတ်အနေနဲ့ကကြတော့သူက pending ကုတ်ရှိတယ်ဗျသူက P0172 ဆိုတဲ့ pending ကုတ်ရှိတယ် system 2 reach ပေါ့နော်စီတာများနေတယ်ဆိုတဲ့ pending ကုတ်ရှိတယ် pending ကုတ်ဆိုတဲ့သဘောကကြတော့သူက မဖြစ်သေးခင်ပေါ့နော်ဒီပြစ်ချက်ကုတ်ကတိတ်မကြခင်မှာပေါ်တော့မယ်ဆိုတော့ကုတ်မျိုးအကြမ်းမြင်ကုတ်မှာပြစ်ချက်ကုတ်တွေမှာ DDC ကုတ်တွေမှာအပိုင်းခွဲရင်၃ဘိုင်းလောက်ရှိတယ်တစ်ဘိုင်းကကျတော့ current လို့ခေါ်တယ် present လို့လည်းခေါ်တယ်ကုတ်သူကကျတော့လက်ရှိဖြစ်နေတဲ့ကုတ်လက်ရှိမှာဒီပြစ်ချက်ကကြုံနေရပြီဆိုတော့ပြစ်ချက်ဆိုရင်သူက present သို့မဟုတ် pending အဲ present သို့မဟုတ် current နဲ့ပြတယ်ဒါမှမဟုတ်ရင်ပြောင်းနဲ့ပြတယ်စာသားအကွက်ထဲမှာဘာမှမပါဘဲနဲ့ပြောင်းနဲ့ပြတယ်ဒါဆိုရင်တော့လက်ရှိဖြစ်နေတဲ့ကုတ်တကယ်လို့အဲ့နေရာမှာ ပန်းတင်းလို့ပြတယ်ဆိုရင်ပန်းတင်းဆိုတာကပြောမစွန်တော့ဗျာသူကဆိုင်းငံ့ထားတယ်ဆိုတဲ့ပုံစံမျိုးဒီကုတ်ကတိတ်မကြခင်မှာပေါ်တော့မယ်ဒါဆိုရင်ကျွန်တော်တို့ကမလုပ်ရမလဲဆိုတော့ကားပိုင်ရှင်ကိုကျူပြီးတော့ရှင်းထားရမယ်ဆိုတဲ့ကုတ်မျိုးကျူပြီးတော့စကားခံထားရမယ်ဆိုတဲ့ကုတ်မျိုးဥမာပြောမယ်ဆိုရင်ဗျာ P0 420ကိုပန်းတင်းကုတ်နဲ့တက်တယ် P0 420ကိုပန်းတင်းကုတ်နဲ့တက်တယ်ဆိုရင်ပန်းတင်းကုတ်ကသူ့ရဲ့ဟာကတိတ်မကြခင်မှာဖြစ်တော့မယ်ကုတ်အဲ့ဒီမှာ P0 420ကကက်တလက်တစ်ကွန်ပျူတာနဲ့ပတ်သက်တဲ့ပြစ်ချက်ဆိုကြပါစို့ဗျာဥမာသူ့ရဲ့ ကယ်လရီကွန်မတာကသိပ်မကောင်းတော့လို့လဲရမယ်ဆိုတဲ့ကုံမျိုးဆိုရင်ကားပိုင်ရှင်ကိုကျွန်တော်ကကြူပြီးတော့စကားခံထားဖို့လိုအပ်တယ်။ Panning ကုတ်ကနေပြီးတော့ Present ကုတ်သို့မဟုတ်ဒီ Current ပေါ့နော် Current ကုတ်ပြောင်းသွားပြီဆိုရင်ချက်မီကလင်းလာတော့မှာလင်းလာပြီလို့ရှိရင်သူကကုတ်ရဲ့အဲ Panning ဆိုတဲ့နေရာမှာလဲ Current သို့မဟုတ်အော်ဒီ Present ဆိုပြီးတော့ပြောင်းသွားလိမ့်မယ်ပေါ့နော်။အဲ့လိုမျိုးဆိုရင်ချက်မီလင်းလာမှာဒီလိုမျိုးဖြစ်တဲ့အတွက်ကျွန်တော်တို့က ဒါဆိုရင်ကားပိုင်ရှင်ကိုရှင်းပြထားဖို့လိုအပ်တယ်အခုလည်းဒီကားမှာဆိုရင် pending code တက်တယ် history code ကတော့မရှိဘူး history code ကတော့အရင်တော့ဖြစ်ခဲ့တဲ့ code လည်းဖြစ်ရင်ဖြစ်မှာပေါ့ဗျာအဲ history code ကတော့သူကမရှိဘူးဒါပေမဲ့ဒီကားမှာ pending code က p0 712 172ဆိုတဲ့ code ရှိနေတယ်အဲ့တော့ p0 172က system to reach reach ကကပြောမယ်ဆိုရင်ဗျာဟိုဖြည့်ရှင်းရတာအကုန်ဖြည့်ရှင်းရမှာဖြည့်ရှင်းရမယ်ဆိုတာ reach ပဲဖြစ်ဖြစ် lane ပဲဖြစ်ဖြစ် p0171 172ပေါ့လေလုံးတို့တွေရတော့ပန်ဝမ်းပဲပါမှာဆိုတော့ p0171 p0172 ပေါ့နော် system 2 lane system 2 reach reach code တွေ link code တွေကဘာလို့ရမလဲဆိုတော့ c line ဆေးရမယ်မီ line ဆေးရမယ်မီ line ဆိုတာ plat တို့ plat coin တို့ပေါ့နော်ပြီးရင် lay line ဆေးရမယ်အားလုံးဆေးရမယ် အလုံးစစ်လိုက်တော့မှာသူကအဖြေကအဲ့ထင်မှာဖြစ်နိုင်တဲ့ပြဿနာတွေကအများကြီးရှိနိုင်တယ်အဲ့တော့ဒီကားမှာဆိုရင်လည်းကျွန်တော်တို့ကကားပိုင်ရှင်ကိုအချိန်တောင်းရတယ်ဘာကြောင့်လဲဆိုတော့ P0172 ဖြစ်တဲ့အခါကျတော့ system 2 rate ဆိုတာကအဲ့ဒီ line 3 line လုံးကိုစစ်ဆေးဖို့လိုအပ်တာဖြစ်တဲ့အတွက်အချိန်တောင်းလိုက်တယ်ပေါ့နော်အဲ့တော့အဲ့ဒီမှာပြချက်ကုန်းနေနေကျွန်တော်အဆုံးသက်သွားလို့မရဘူး live data ကိုကြည့်ရတယ် live data ကြည့်တဲ့အခါမှာ၄ line လီလိုင်းမှာကကြတော့သူ့ရဲ့ဝင်နေတဲ့လေပမာဏကမှန်နေတယ်မှန်နေတဲ့အတွက်လီလိုင်းကတော့အချမ်းမြင်ကောင်းတယ်လို့ပြောလို့ရတယ်ပေါ့ဗျာနောက်ထပ်မီလိုင်းကိုစစ်လိုက်တယ်မီလိုင်းမှာ ignition event တို့ဘာလို့ကြည့်လိုက်တော့လဲမီလိုင်းက data ကမှန်နေတယ် ignition event ကသူ့ရဲ့သတ်မှတ်တဲ့ပမာဏအတွင်းမှာရှိနေတယ်အဲ့ဒါနဲ့ပဲလီလိုင်းနဲ့မီလိုင်းကောင်းနေတယ်ဆိုရင်ဖြစ်စရာက C line ကြောင့်လားများသောအားဖြင့်ကားတွေမှာက EFI စနစ်ကားတွေမှာ စီလိုင်းပြချက်ဖြစ်လို့ရှိရင်ပြချက်ကုတ်တွေမတက်တာမျိုးတွေနောက်တစ်ချက်ကချက်မီးမလင်းတာမျိုးတွေဖြစ်တတ်တယ်ဒီကားမှာတော့ချက်မီးတော့မလင်းမိမယ်ပြချက်ကုတ်ကတော့ရှိနေရပေါ့ဗျာဒါပေမဲ့ကြံတဲ့လီလိုင်းနဲ့မီလိုင်းနှစ်လိုင်းလုံးကမှန်နေပြီဆိုရင်စစ်စီယာကစီလိုင်းပဲကြံတော့မယ်အဲ့တော့ကျွန်တော်တို့စီလိုင်းနဲ့ပတ်သက်ပြီးတော့ data တွေကြည့်လိုက်တဲ့အခါမှာ integer ရဲ့စီကြားကတော့မမှန်တာကိုတွေ့ရတယ်ဒါက ်အင်ဂျင်တာကြောင့်လည်းဖြစ်တတ်တယ်ဒါမှမဟုတ်ရင်အင်ဂျင်အင်ဂျင်တာမဟုတ်ဖမ်းနဲ့တိုင်ကြီးထဲမှာရှိတဲ့ပန်းဖစ်တာတွေကြောင့်လည်းဖြစ်တတ်တယ်ပေါ့ဗျာအင်ဂျင်တာကရောက်ကျွန်တော်နောက်ဆုံးမှဆစ်လေးရှိတယ်ဘာကြောင့်လဲဆိုတော့အင်ဂျင်တာတွေဖြုတ်တဲ့အခါမှာကျိုးတာပဲ့တာတွေ ဖြစ်ဖြစ်နိုင်တာဗောနော်နောက်တစ်ချက်ကအင်ဂျင်နာတွေဖြုတ်ပြီးသွားတဲ့အခါမှာစီဝင်းနေနာတာတို့ဖြုတ်ပြီးသွားရင်လည်းကျွန်တော်ကအမြင်နဲ့စစ်လို့မရဘူးအဲဆက်ပေါ်မှာတင်ပြီးတော့မှပြန်ပြီးတော့စစ်ရတယ်ဗောနော်စေးမယ်စစ်မယ်လူမျိုးကြောင့်အင်ဂျင်နာတော့နောက်ဆုံးမှစစ်တယ်အဲ့တော့တိုင်ကီရဲ့ပန့်နေဖစ်တာတွေကိုဦးစားပေးပြီးတော့စစ်ကြည့်လိုက်တယ်အဲ့တော့တိုင်ကီထဲမှာရှိနေတဲ့ပန့်နေဖစ်တာတွေကိုစစ်စီလိုက်တဲ့အခါမှာ ကြီးကတော်တော်များတယ်ဗျအဲတိုင်ကြီးထဲမှာကြီးတော့တိတ်မရှိပြင်မဲ့ဖစ်တာမှာလည်းကြီးတွေအများနေတာအဲ့တော့ဖစ်တာမှာပန့်ရဲ့ဖစ်တာမှာလည်းကြီးရှိသလိုလိုင်းရဲ့ဖစ်တာမှာလည်းကြီးကတော်တော်လေးများနေတာအဲ့တော့ဒီကြီးကတအားများနေတဲ့အတွက် စီလိုင်းရဲ့ pressure ကြတယ်ကြပြီးတော့နောက်ဆက်တွဲအနေနဲ့ injector ကစီလုံးပြီးတော့ကြတယ်အဲ့အတွက် system duty ဆိုတဲ့ကုတ်တွေတက်စီနိုင်တာပေါ့ဗျာအဲ့လိုမျိုးတွေဆိုတော့ကျွန်တော်တို့ပန်းရဲ့ fitter ကိုစစ်လိုက်တော့ပန်းရဲ့ pressure ကလည်းတိတိတသာကျသွားတယ်အဲ့တော့ပြောမယ်ဆိုရင်တော့40ဒီ40 psi အောက်ကိုတော့ကျနေပြီပေါ့နော်အဲ့လိုနေထားဆိုတော့ပန်းကလည်းလဲမရမယ့်နေထားမျိုး fitter ကတော့လဲမရမယ့် G ရတော်တော်ပိတ်နေတာဆိုတော့ fitter နဲ့ပန်းနဲ့ကို one set လဲလိုက်တယ်ပေါ့နော်အဲ့တော့ဒီ fitter တွေပိတ်လို့ပန်းတွေပြတ်တာ ဖစ်တာတွေမပိတ်အောင်တော့ကျွန်တော်ကယူဆိုင်ပေးရမယ်ပုံမှန်ဆိုလို့ရှိရင်တိုင်ကီကိုအဲတိုင်ကီထဲမှာရှိနေတဲ့ပန့်နေဖစ်တာတွေကိုအင်ဂျင်ကျူးနင်းလုပ်ရင်းနဲ့ဆက်ရမှာအဲပြောမယ်ဆိုတော့ကီလို9000မှာတစ်ချိန်ပေါ့ဗျာအင်ဂျင်ကျူးနင်းလုပ်တယ်အင်ဂျင်ကျူးနင်းလုပ်တယ်ဆိုလို့ရှိရင်တိုင်ကီထဲမှာရှိတဲ့ပန့်နေဖစ်တာတွေပါတခါတယ် ဖြုတ်ပြီးတော့စစ်ပြီးတာဆိုတော့ပုံမှန်အင်ဂျင်ယူနစ်လုပ်မယ်ဆိုရင်ဒီလိုပြဿနာမျိုးကဖြစ်လာဖို့အတွက်နည်းနည်းခဲရင်းတယ်လို့ပြောလို့ရတယ်အဲ့တော့ဒီပန့်နဲ့ဖစ်တာနဲ့မှာပန့်ရဲ့ pressure ကလည်းကျနေပြီဖစ်တာလည်းကြီးပိတ်နေပြီဆိုတော့ကျွန်တော်အနေနဲ့ပန့်နဲ့ဖစ်တာကိုအတင်လဲလိုက်တဲ့အခါမှာအဲဒီကားကအဆင်ပြေသွားတယ်အင်ဂျင်တာစစ်ကတဲ့အဆင်ထိတောင်မရောက်ဘူး banding ကုတ်ကလည်းဖြတ်เสียရတော့မလို့ဘန်းနဲ့ပျောက်သွားတယ်နောက် အင်ဂျင်တာရဲ့စီကြတွေမှန်သွားတယ်စီလိုက်မီလိုက်ရတော့အရင်တည်းကမှန်နေတာဒီလေလိုက်နဲ့မီလိုက်ရတော့အရင်တည်းကမှန်နေတာဖြစ်တဲ့အခါကျတော့ကားကဒီပါလဲပင်းနေသွားတယ်တုံတာလည်းပျောက်သွားတယ်ပေါ့ဗျာနော်ဒီလိုပြဿနာမျိုးတွေကျွန်တော်တို့အဲကြုံတွေ့ခဲ့ရပါတယ်အဲ့တော့နောက်ဆက်တွဲအနေနဲ့ပေါ့နော်အင်ဂျင်တာတွေပါစစ်ပေးနိုင်တော့ပို့ပြီးတော့ကောင်းပါတယ်အင်ဂျင်တာတွေဆက်ပေါ်မှာတင်ပြီးတော့ဆေးမယ်အင်ဂျင်တာတွေကိုဖြုတ်ပြီးတော့စစ်ပြီးတော့ဆက်ပေါ်မှာတင်ပြီးဆေးမယ်ပြီးလို့ရှိရင်အင်ဂျင်တာစီကြတွေကိုတခါတည်းစစ်မယ်ဆိုရင်တော့ပို့ပြီးတော့ကောင်းတယ်ပေါ့ဗျာနော်အဲ့တော့ အင်ဂျင်တုံတဲ့ပြဿနာတွေလီဗာနင်းမရတဲ့ပြစ်ချက်တွေအားဆိုလို့ရှိရင်ဒိုတာဘက်တာကမှကြုံတွေ့ရတဲ့ပြစ်ချက်ကတော့ပန့်နဲ့ဖစ်တာရဲ့ပြစ်ချက်ကြောင့်ကြုံတွေ့ရတာဖြစ်ပါတယ်ဒီပြစ်ချက်တွေကတော့ မကြခဏကြုံတွေ့ရတဲ့ပြစ်ချက်တွေထဲမှာလည်းပါဝင်ပါတယ်စီစီတိုင်းထဲမှာကြီးတွေများပြီးတော့ဗောနော်ဒီလိုပြဿနာမျိုးတွေကြုံရတဲ့ပြဿနာတွေက workshop မှာဆိုလို့ရှိရင်တနေ့ကိုဒဇင်းနီးပါးလောက်ကိုကြုံရတဲ့ပြစ်ချက်တွေထဲမှာပါဝင်ပါတယ်ဒါကတော့ total better ကမှကြုံတွေ့ရတဲ့အင်ဂျင်တုံတဲ့ပြဿနာလီဘာနင်းမရတဲ့ပြစ်ချက်နဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ကိုဘူးတာဖြစ်မြှဝေဆွေးနွေးကြတာဖြစ်ပါတယ်အားပြီးတဲ့တယောက်ချင်းတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ